ာစရဘာဝလို့ရေးပြီးတော့မအဲ့မှာကြားရည်လေးနဲ့တုံးတုံးပြီးညာဘက်ပကောက်ကိုတင်ပြီးတဲ့အခါကျတော့ သုံးသက်ပုံတွင်မှကျင်လည်ကျင်းစားကျင်လည်ကျင်းစားနေကြကုန်သောဝိနည်းအားတက်တော်အပေါင်းနှင့်အတူကျွန်တော်၏ခန္ဓာကိုယ်စောင့်ရှောက်နေသောကိုသောနှင့်သာသနာကိုစောင့်ရှောက်သောသာသနာဆောင်နှင့်ရက်ွက်တွင်မှရှိကြကုန်သောတမာရီဝနတ်ကောင်းနတ်မြတ်နှင့်အတူကျွန်တော်ပို့သားတဲ့မေတ္တာကိုကြားနိုင်သောအစွမ်းသိတိရှိသောတမာရီဝနတ်ကောင်းနတ်မြတ်နတ်အပေါင်းနှင့်အတူဆရာတခင်ဝိဇ္ဇာသူတော်ကောင်းအပေါင်းတို့အကျွန်ုပ်၏ညာလက်ယုံမှုကိုရောက်ရှိလာသောစရဘာဝပြားရေးစမအေးရဲ့အကျိုးကျေးဇူးကြောင့်အကျွန်ုပ်ကြံစီတဲ့စီဝါရေးဥစ္စာလာလာပါနေတိုးတက်ပြီးအကျွန်ုပ်ယုံကံရှာဖွေကြီးမွေးနေသောဤမိသားစုသည် စီးပွားဥစ္စာဒီလေးလာတိုးတက်၍အောင်မြင်တိုးတက်ကြီးပွားပါစေသာလို့ဆုတောင်းပါအဲ့ဒါတွေပါပဲခင်ဗျအဲ့ဒါဆိုရင်ယောက်ျားလေးရောမိန်းကလေးရောအတွက်အထင်ကရနှစ်သက်မှာအဆင်ပြေအောင်မြင်မှုတွေရလာမှာပါမင်္ဂလာပါခင်ဗျမင်္ဂလာရှိရဲ့နေ့တွေဖြစ်ပါစေကျွန်တော်ကကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေအတွက်ကျွန်တော်ကောင်းစင်မင်္ဂလာပြုနေတဲ့ပတ်သက်တဲ့အကြောင်းလေးကို ကျွန်တော်ဒီပေးมาဖြစ်ပါတယ်လေးလပိုင်းပေါ့เนาะအကွာတာတချံပေါ့တချံပြီးသွားပြီဆိုရင်ကျွန်တော်တို့မြန်မာအရှိအရာနှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီးတော့နှစ်တစ်ကိုရောက်တော့မယ်နှစ်တစ်မှာကောင်းကြီးမင်္ဂလာအဖြာဖြာလေးပြည့်ပြည့်စုံမှုအတွက်ကိုကောင်းစင်မင်္ဂလာပြုရဲဆိုတာကျွန်တော်တို့မြန်မာထုံးနှံစင်တာတခုလည်းမှာပါတယ်အဲတနပိုင်းတရနေ့ရနေပြီးရနေတယ်တူတယ်နော်ဟာလားဟုတ်ပါတယ်ကြာနော် အဲ့လိုမျိုးပေါ့ဒါကျွန်တော်တို့ဒီမြန်မာလို့ဆိုလို့ရှိရင်လည်း Nissan တရက်နေရကျွန်တော်တို့ရဲ့ Nissan ပေါ့နော်အဲ့တော့ကျွန်တော်တို့က Nissan တရက်နေရတကြံကာလအတွက်တွင်မှာရှိတယ်ပြီးတော့ဒီတကူလကာလရဲ့တကူကဆုံနှယုတ်ပေါ့နော်အဲ့၃လတော့အတွင်မှာကောင်းစင်မင်္ဂလာပြုခြင်းနဲ့ပတ်သက်ပြီးတော့အထင်ကရကျွန်တော်အခုလမ်းညွှန်တဲ့အတိုင်းတေချာကောင်းစင်မင်္ဂလာပြုမယ်ဆိုရင် Nissan တနစ်တာကာလအတော့အတွင်မှာအပူပင်ကြီးဝေးမယ် ဟိုခေါင်းကိုက်စီမဲ့အရာတွေပေါ့ဘောကဖြစ်စီမဲ့အပူတွေမလာတော့ဘူးပေါ့နော်အဓိကလူကဖုံးကန်တဘာတက်ဖို့လိုတယ်ဖုံးကန်တဘာတက်ပြီဆိုလို့ရှိရင်သူရဖုံးဆရနာတက်ပြီဆိုရင်အစင်မပြေတာကြီးအားလုံးကအဆင်ပြေသွားတယ်ကြောက်ဘူးလေမလားလူတယောက်ကကံကောင်းနေရင်လေးချုံနေတော့ပတ်စံလေးဝင်နေဆိုလိုလိုမျိုးလေအဲ့လိုပဲလူတယောက်မှရှိနေတဲ့ဖုံးကန်ဆရနာတက်ဖို့က ယောက်ျားတို့ဘုံညာလက်ယုံမိန်းမတို့ဘုံစရုံးဆိုတော့လို့ပဲယောက်ျားတွေဆိုရင်ညာဘက်ပခုံးဟာဒါဖုန်ကဆရဏတက်တယ်မိန်းမတွေဆိုရင်စပင်စရုံးဟာဖုန်ကဆရဏတက်တယ်အဲ့လိုပဲကျွန်တော်တို့ကခေါင်းဆေးမင်္ဂလာတူပြီးတော့ဒီညာဘက်ပခုံးပုံကိုကျွန်တော်တို့ကဒါဝိဇာလိုင်းရပြုံးမယ်ဆိုရင်တော့ကံပြာအကွက်တစ်ခုပေါ့ဝိဇာတက်တစ်ခုကိုထည့်ဖို့လိုတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ယောက်ျားသားတွေအနေနဲ့ဖုန်ကတက်ပြီးတော့နှစ်တက်မှာအဆင်ပြေတဲ့အကြောင်းလေးအများကြီးဖြစ်လာနိုင်တယ်ပေါ့နော် အဲ့တော့ဘာတွေလုပ်ရမလဲဘယ်လိုတွေလုပ်သင့်တယ်ဆိုတာကိုအဲကျွန်တော်အခုတခြားလေးညွှန်ကြားပေးပါမယ်။ဘာသိမင်္ဂလာပြုတဲ့နေရာမှာအဓိကလိုအပ်တဲ့ပစ္စည်း၉မျိုးရှိတယ်ခင်ဗျ။အဲ့ဒီ၉မျိုးပစ္စည်းကရှားတော့ရှားပဲမယ်တကယ်ထူးခြားခြင်းလည်းဆိုရင်တကယ်အစီအပြာလုပ်ရမှာပေါ့နော်။နံပါတ်၁ကကြတော့ကျွန်တော်တို့ဟိုခြုံတော့အရာပေါ့။ဥပမာတက်တက်ပင်နေရာလေးပြောမှာထွက်နေတဲ့ခြုံတော့အရာကိုလုပ်နေတာတခြားလည်းရတယ် ပေါ့နော်ခြိုးတဲ့ရာဆိုဖြစ်ဖြစ်ဖြစ်ရတယ်အလွယ်ဆိုတော့တရားရှိတာပေါ့နော်ဇီးပြူဒီလိုလွယ်ချိုးလိုအဲ့လိုဆိုလဲရတယ်အခြိုးတဲ့ရာအနှဲငယ်လိုမယ်ပြီးရင်ခားတဲ့အရာအနှဲငယ်လိုမယ်ဥပမာခားဆိုချင်းဟင်းငါဒီလိုဝေးတော့ရဲ့လိုတမာရဲ့လိုခားတဲ့ရဲ့ပေါ့နော်ခြိုးခားပြီးလို့ရှိရင်ကျွန်တော်တို့အဆက်အရာအနှဲငယ်လိုမယ်အဆက်ဆိုတာကျွန်တော်တို့မယူပြီးပဲရှိတာပေါ့နော်အဲ့ဒါလေးအနှဲငယ်လိုမယ်ခြိုးခားဆက်အဲ့ဒီကျွန်တော်တို့ဒီ အယောင်နဲ့ပတ်သက်တဲ့ဥစ္စာပေါ့ကိုယ့်ရဲ့ကုသိုလ်ကံအပေါ်ထောင်ပက်စီဖို့အတွက်ဒီခုနှစ်ရဲ့သားသမီးတွေဒီဒီနှစ်ဒီနှစ်မှာပေါ့နော်အကျိုးပေးအယောင်ကအနည်းယောင်နဲ့အနဲ့ယောင်ကအကျိုးပေးတယ်အဲ့တော့အနည်းယောင်အစသို့မဟုတ်အနဲ့ယောင်အစသို့မဟုတ်အနည်းယောင်အတိသို့မဟုတ်အနဲ့ယောင်အတိအနည်းယောင်အတိဆိုခန်းချင်းဒီအနည်းလို့လည်းရတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလိုအပ်တယ်နောက်တစ်ခုကကြောင့်ကျွန်တော်တို့တယောလိုအပ်တယ်ပြီးကမွန်ဒီမို့လိုအပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအတက်သုံးယူလိုအပ်တယ် အသက်3အသက်3နှုတ်ဆိုတာကျွန်တော်အသက်ထွက်နေတဲ့အညွန့်လေး3ညွန့်ခေါ်တာဘာဘာအညွန့်ဖြစ်ဖြစ်ရတယ်ဥမာအညွန့်ထွက်နေတဲ့အညွန့်3ညွန့်လိုအပ်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဓာတ်ရီအားလုံးကိုစုပေါင်းပြီးကြိုဖို့အတွက်မြေအိုးတအိုးလိုအပ်တယ်ဓာတ်ရီအားလုံးကိုစုပေါင်းပြီးတော့ကြိုဖို့အတွက်မြေအိုးတအိုးလိုအပ်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အဲ့ဓာတ်ရီကိုကြိုတဲ့နေရာမှာအတုံးပြည့်တဲ့မီလီအခဲရာကိုးခဲပဲဖြစ်ရမယ်မီလီခဲကိုးခဲနဲ့အရာကြည့်ပါမှာပေါ့ကိုးခဲကအဆင်ပြေပဲကိုးခဲပမာဏပေါ့နော်အဲ့ဒါဖြစ်ဖို့လိုတယ် အဲ့ဒါအားလုံးပြီးသားပြီဆိုလို့ရှိရင်အဲ့ဒီကြိုထားတဲ့အိုးတွေကိုကျွန်တော်တို့ကတံပြာသီးအခွန်၁၁ခွန်ထည့်ဖို့လိုအပ်တယ်တံပြာသီးအလုံး၁၁လုံးပြောတာကတံပြာခွန်၁၁ခွန်ပေါ့နော်အဲ့ဒါတွေကိုစုပေါင်းထည့်ပြီးကျွန်တော်တို့အဲ့ဒါတွေကိုကြိုရမယ်ကြိုတဲ့အချိန်နေ့ကကိုမွေးနေ့ရဲ့၉နာရီအချိန်ဖြစ်ရမယ်ကျွန်တော်ဆိုရင်တောက်ကြသားဖြစ်တဲ့အတွက်ကြောင့်တောက်ကြနေ့နဲ့၉နာရီပေါ့နော်ဒါမှမဟုတ်တောက်ကြနေ့ည၉နာရီ၉ခန်းတိတိဖြစ်ဖို့လိုအပ်တယ်အဲ့ဒီမှာကြိုရမယ် ကြိုပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ရံဘက်အညွန့်ပေါ့နော်ကိုယ့်ရဲ့ရံဘက်အညွန့်ကို6ရောက်ပေါ်မှာချနင်းပြီးတဲ့အခါကျတော့ခေါင်းဆေးမင်္ဂလာပြုဖို့လိုအပ်တယ်။ရံဘက်အညွန့်ဆိုလို့ရှိရင်အဲတော်ကကျွန်တော်ဆိုလို့ရှိရင်အဲကတဲ့ရွက်တို့ပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲကစွန်ရွက်တို့ပေါ့ကိုယ့်ရဲ့ရံဘက်အညွန့်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ရံဘက်အညွန့်ကိုမတွေ့ဘူးဆိုလို့ရှိရင်အဲအဲ့အညွန့်ချနင်းတာကိုမလုပ်နဲ့ဥပမာဆိုကြပါစို့ဆိုတော့နိုင်ငံသားမှနေရဆိုရံဘက်အညွန့်ကိုရှာခဲ့တယ်ရေးလိုက်ပေါ့နော်အဲ့လေ ဓမ္မတော်ကအင်းဝရတာအဲ့လိုပေါ့နော်အဲ့တော့အဲဓမ္မဆိုလို့ရှိရင်စနေရဲ့နပတ်တတဲ့ဥစားဇာတာပရိနဲ့အဲဆိုရင်စနေသားသမီးတွေကဇာတာပရိလို့ရေးပြီးတော့မှအဲဇာတာပရိနဲ့အရွက်အညွတ်တခုကိုရေးလိုက်ဇာတာပရိနဲ့ဆိုပထောက်ရွက်ပထောက်ရွက်လို့ရေးလိုက်ပြီးအဲပထောက်ရွက်ကိုခြေထောက်အောင်မှာခြားနေလိုက်ပေါ့နော်အဲအဲ့လိုပြောနောက်တစ်ခုကဥပမာတော်ကဆိုလို့ရှိရင်တောက်ကြတန်းနေလာဆိုရင်ပြန်ရွက်ဆိုလည်းရတောက်ကြသားသမီးကပြန်ရွက်လို့ရေးလိုက်ပြီးတော့ခြေထောက်အောင်မှာခြားနေလိုက်နိုင်ငံသားမနေတာမဟုတ်ဘဲနဲ့ဒီဟိုပါပေါ့နော် ကျောင်းလေးတက်ထတာလို့နိုင်ငံသားမှနေတာမဟုတ်ဘဲနဲ့ကိုယ့်မြန်မာပြည်မှာနေရဆိုတော့အဲအရွက်တီကိုလုပ်ပါတော့တမာတော်ကအင်းဝဆိုလို့ရှိရင်ဒါကျွန်တော်တို့အဲကိုတမာတော်ကအင်းဝရာစာဆိုတဲ့အတိုင်းပဲတော့ တရားကျွန်တော်တို့ဟိုဥဒ္ဒါစိမ်မန်ဒါနာကိုဖြာနေမှာတော့ပဲနဲ့ဓမ္မတော်ကအင်းဝရာစာဆိုတဲ့အတိုင်းပဲကျွန်တော်တို့အဲ့ကိုရဲ့ရက်ဒီအရွက်ဒီပေါ့အကိုနဲ့ဆက်ကျင်ပဲဖြစ်တဲ့အရွက်ဒီအညွန့်တွေကို၆ောက်အောင်မှာခြာနေပြီးတော့မှအဲကျွန်တော်တို့ခေါင်းစင်မင်္ဂလာပြုမယ်ခေါင်းစင်မင်္ဂလာပြုတဲ့အချိန်ကြလို့ရှင်တန်ဖိုးတွေကကိုးချီကျွားမယ်အဲအိုးလေးကြိုပြီးသွားပြီပေါ့အဲအိုးလေးကိုကျွန်တော်တို့မီဒီကိုးခဲနဲ့ကြိုလိုက်ပြီအေးရပြီဆိုတော့အသားကြီးတွေထပ်ကျော်ပြီးတော့မှကျွန်တော်တို့တန်ဖိုးတွေကိုးချီကျွားမယ် ယူပြီးသွားလို့ရှိရင်ခေါင်းစိတ်မင်္ဂလာပြုနေပြီခေါင်းစိတ်မင်္ဂလာပြုပြီးသွားတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ကဒီခေါင်းကိုခေါင်းရည်တန့်ပြန်နှောင်းလို့ရချင်းရည်တန့်နှောင်းပြီးတော့ခေါင်းဖူးရဲ့ရောက်သားလေးဖြစ်မင်းလေးဖြစ်ရောက်ရောက်သားလေးဆိုတော့ခေါင်းရည်တန့်နှောင်းပြီးခေါင်းကုန်နေအောင်မင်းလေးဆိုတော့ရည်တန့်နှောင်းပြီးခေါင်းဖူးနေတဲ့အချိန်မှာမေတ္တာတော့တစ်ခေါက်ရှုံတယ် အဲ့ဒါပြီးသွားပြီဆိုလို့ရှင်ကတော့ဒီခေါင်းမှာရှိတဲ့စဖင်တွေကိုတခြားရင်နဲ့ချိုးလိုက်တယ်ချိုးလို့အလုံးသွားပြီခေါင်းတစ်ဖက်တုပ်နေတဲ့အချိန်ပေါ့အဲ့ချိန်ကျလို့ရှင်တရဏဂုံတက်စီရုံမယ်ခေါင်းကိုတုပ်နေပြောင်းအောင်တုပ်နေတဲ့လမ်းကနေဗုဒ္ဓတရဏိကိသာမိဓမ္မတရဏိကိသာမိတန်ခါတရဏိကိသာမိဆိုတစ်ခေါက်အဲ့ဒါကိုတက်စီရုံမယ် အဲ့ဒါပြီးသွားပြီဆိုတော့အခါကြတော့မှာကျွန်တော်တို့ကကောင်းစင်မြန်လာပြီးသားပြီဆိုရင် main ကလေးတွေကတော့စပင်ရောတခြားလေးကြကြလာနာပြီးပြီးတော့စရုံးလေးတိတ်လေးအဆင်ပြင့်တဲ့စရုံးလေးထုံလိုက်တာပေါ့နော်ကိုယ်စပင်နဲ့ရှိတဲ့စရုံးလေးကိုပြန်ပြတော့ထုံပြီးအဲ့စရုံးလေးကိုကုန်ကန်ပြီးတဲ့အခါကြတော့အရှိရဲ့မှာရှိကြကုန်တော့တမားရီကနတ်ကောင်းနတ်မြန်နတ်ပေါင်းတဲ့အတူအရက်လေးမျက်နှာမှာရှိကြကုန်တော့စကြဝဠာအတွင်းမှာတည်ရှိတဲ့နတ်ပြည်ပါပုဂ္ဂိုလ်အပေါင်းတို့ဒီယနေ့ကျွန်တော်မျိုးပြုလုပ်တဲ့ကောင်းစင်မြန်လာအဋိဌံအောင်မြင်ပြီးရန်အပေါင်းကိုငြိမ့်၍ဒုက္ခချမ်းသာခြင်းနဲ့အတူကြီးပွားခြင်းအတိအလင်းရ၍တမားရီကနတ်ကောင်းနတ် မြတ်တွေနဲ့စကြဝဠာအတွင်းမှာရှိတဲ့ပုဂ္ဂိုလ်သူတော်စင်တွေရဲ့စောက်ရှောက်မှုမေတ္တာတက်ကိုရပြီးကျေးမြေတွေကင်းရှင်းလာပါစေ။ခေါက်ကိုက်စီသောအပူများပပျက်ပါစေ။ရင်မာဖြစ်လာနိုင်သောတောကများတည်ဝေးပါစေသာလို့ဆုတောင်းအောင်မယ်။အဲ့ဒါမင်းကလေးတွေလိုအောင်မယ်ဥစား။နောက်ကြားလေးကတော့လက်ပေါက်ပေါ်မှာစာရဘာဝလိုရေးပြီးတော့မှအဲ့ဟောပြားရည်တွေနဲ့တုံးလိုက်။တုတ်ပြီးတော့ညာဘက်ပကုတ်ကိုတင်ပြီးတဲ့အခါကျတော့ 32ဘုံတွင်းမှာကျင်းလဲသေးသွားကျင်းလဲချက်စားနေကြကုန်တော့ဝိနေကတက်သွားအပေါင်းနဲ့အတူကျွန်တော်တို့ခန္ဓာကိုယ်စောင့်ရှောက်နေတော့ကိုယ်စောင့်နဲ့သာသနာကိုစောင့်ရှောက်တော့သာသနာစောင့်နဲ့ရက်ွက်တွင်းမှာရှိကြကုန်တော့တမာရီကနတ်ကောင်းနတ်မြတ်နဲ့အတူကျွန်တော်ပို့ထားတဲ့မြစ်တာကိုကြားနိုင်တော့အစွမ်းသိတိရှိတော့တမာရီကနတ်ကောင်းနတ်မြတ်နတ်အပေါင်းနဲ့အတူဆရာတခင်ဝိဇ္ဇာတို့တော်ကအပေါင်းတို့အကျွန်ုပ်ဤညာလဲယုံမှုကိုရောက်ရှိလာတော့စရဘာဝပြားရစမအေးရဲ့အကျိုးကျေးဇူးကြောင့်အကျွန်ုပ်ကြံစီတဲ့ညာစီဝါရေးဥစ္စာလာလာပါတယ်တိုးတက်ပြီးအကျွန်ုပ်ယုံခံရှာဖွေကြီးမွေးနေတော့ဤမိသားစုတွေ စီးပွားဥစ္စာဒီလာတိုးတက်၍အောင်မြင်တိုးတက်ကြီးပွားပါစေသာလို့ဆုတောင်းပါအဲ့ဒါလေးပြောပါမယ်ခင်ဗျအဲ့ဒါဆိုရင်ယောက်ျားလေးရောမိန်းကလေးရောအတွက်အထင်ကရနစ်သက်မှာအဆင်ပြေအောင်မြင်မှုတွေရလာမှာပါဒါကတော့ကျွန်တော်ကကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကိုကျွန်တော်ကြင်ကြံအားထုတ်သုံးပြုထားတဲ့မိလေးကိုဝင်ရလိုက်တာပါ အစီအပြေတဲ့သူဒီနည်းလေးကိုယူသုံးမှာအပန်းမကြီးပါဘူး။ယုံကြည်မှုရှိလို့တကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရပြီဆိုတဲ့အတိုင်းကြီးပွားလို့ရှိရင်ဒီလိုပဲကြီးပွားမှာပါ။အခုကျွန်တော်ခိုင်းနေတာတွေကဘုရားဘာသာကိုစန့်ကျင်တဲ့အရာတွေကိုခိုင်းနေတာမျိုးမဟုတ်ပဲဘုရားဘာသာကိုအခြေခံပြီးယုံကြည်မှုတစ်ခုကိုတိဆောက်ပြီးတော့ဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်နဲ့အတူဂါထာမန္တန်တော်တွေရဲ့ ဂုံတော်ကျေးဇူးနဲ့ကိုယ့်ရဲ့ကိုးသားတဲ့မေတ္တာတတ်တဘောနဲ့အတူစัจ java လာအတွင်းမှာတပူထူးတဲ့ထူးခြားတဲ့လူပုဂ္ဂိုလ်ဖြစ်အောင်လို့ကျွန်တော်ကလမ်းပြပေးတာပါဒီတော့ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်လမ်းပြပေးတာကိုအပြစ်တော်မဝင်မဲ့အချစ်တော်ဝင်ပြီးလူဝင်ဆန္ဒတလုံးတော်ဝါကြီးဖြစ်ကြီးပွားဥစ္စာစီးပွားလှလာပါလိမ့်ဖြစ်ပါစေလို့ကျွန်တော်ခွန်တာချူကဥစ္စာဓမ္မစတောင်းမေတ္တာပို့တာပေးပါတယ်အားလုံးကိုကျေးဇူးများအများကြီးတင်ပါတယ်ဗျာ